ြီးတွဲဆုပ်ဆွေးနွေးညီနေဖြစ်ရှင်းမှုမှုရှိတဲ့အတွက်အခုလိုမျိုးသူတို့ရဲ့ဆန္ဒကိုပုံမချက်ပြန်တဲ့စူးစိမှုနဲ့လှုပ်ရှားမှုမျိုးနဲ့တောင်းတဒုတိယလို့ရဲ့ကိုစားဖော်ထုတ်တင်ပြနေတာဖြစ်တယ်ကျောင်းသားလူငယ်တွေကိုယ့်ရဲ့ကလေးငယ်အရွယ်သားသမီးအရွယ်လေးတွေပညာရေးသူတို့ရဲ့အနာဂတ်ကိုသူတို့ဖန်တီးခွင့်ရှိတယ် ရင်တော့လည်းဟိုတီးဟိုပြောရရင်တော့သဘင်အစည်းယုံဆိုတာလည်းရှိတယ်အလို့သူမအစည်းယုံရှိတယ်ဟာအဲ့ဒီလိုပဲတေးဂီတာဖွဲ့အစည်းယုံရှိတယ်ဒီတိုင်းမှာပဲចောင်းသားမှာလည်းចောင်းသားအစည်းယုံဆိုတာရှိတယ်အဲ့တော့နာမည်လေးပဲကြွာတာပါပဲတမက်ကဆိုတာလည်းအဖွဲ့အစည်းနဲ့အစည်းယုံပါပဲဒါကြောင့်လူလူတရားလုံးနေလို့လည်းပဲဒီလိုရှာမှုမှာဝိုင်းရချင်အဖြစ်ចောင်းသားဆိုတာလည်း လူတူရဲ့ရင်သွေးတွေပါမိဘတွေရဲ့ဆန္ဒမိဘတွေရဲ့သဘောထားကြောင်းသားတွေရဲ့သဘောထားအနာဂတ်တပည့်ရဲ့သဘောထားအဲ့အချိန်ကပေါ်မှာအားလုံးပူပေါင်းဆောင်ရည်တည်တယ်လို့ကျွန်တော်ယူကြည်တဲ့အတွက်အားလုံးလေးပူပေါင်းဆောင်ရည်ပူပေါင်းကိုဝမ်းမြောက်ပါပုံတော်ကိုကျွန်တော်တို့ကတည်ပြတာဖြစ်ပါတယ် ကျွန်တော်တို့လည်းចောင်းသားတွေနဲ့အတူဒါလူငယ်တွေအနေနဲ့သူတို့နဲ့အတူတူရက်တည်နေရဲ့ဆိုတဲ့ပုံစံမျိုးဒီကိစ္စကဘူတော့ဒါငငယ်တော်အနေနဲ့ဟာဒီမြေသာကိနာမှုကြဥပိ္ပခါဆိုတဲ့ပြမဆိုတရားလေးပါဟုတ်ဒါကြံပြူပြီးတော့ကိုချင်းစာစိတ်လေးတွေစာနာစိတ်ကလေးတွေနဲ့ဒါဆိုရအနေနဲ့ဒီငွေတွေအတွက်ကလေးငယ်တွေအနာဂတ်ကောင်းဆောင်လေးတွေအတွက်စဉ်းစားပေးဖို့အများဆုံးစဉ်းစားပေးဖို့အချိန်တန်ပါပြီ ဒီအကြမ်းမဖက်ဖို့ကျွန်တော်တို့ကတိတ်ကိုအလေးထားတယ်ဆိုတော့ဒီအကြမ်းမဖက်မှုမဖြစ်အောင်လို့ကြမ်းဖက်မှုတွေမဖြစ်အောင်လို့အစိုးရဘက်ကဖြစ်စီကျောင်းသားတွေဘက်ကဖြစ်စီဘယ်သူမှဒီတပိတ်ကိုပေါ့နော်ဒီလုတ်သွားမဲ့တပိတ်ကိုလုတ်လာမဲ့တပိတ်ကိုအတုံးချသွားတာမျိုးမဖြစ်အောင်ကျွန်တော်တို့ဘက်ကအာထိန်းနှီးပေးမယ်ဆိုတော့ဟိုဘယ်မှာထိန်းနှီးပေးဖို့အတွက်ကိုကျွန်တော်တို့ဒီတောင်းဆိုတယ်ကျွန်တော်ចောင်းသားကြီးပေါ့เนาะတောင်းဆိုတဲ့အချက်တွေရှိပါတယ်ဒါကကျွန်တော်တို့ဒီပညာရေးကိစ္စမှာဟောတကယ်ဒီမို credit ပညာရေးဖြစ်ဖို့တော့ကျွန်တော်တောင်းဆိုကြတယ်ဆိုတော့အဲ့ဒီဟာမျိုးတွေကကျွန်တော်နိုင်ငံမှာဟိုတကယ်မရှိဘူးကျွန်တော်တွေရလှူရှားမှုကတော့နိုင်ငံရေးအပြောင်းလဲလည်းဖြစ်တတ်တယ်ကြီးဒါအစဉ်လာလည်းရှိခဲ့တယ်မြန်မာနိုင်ငံလောကမှာကျောင်းသားတွေကစားလာကြီးပဲလေနော်ကျောင်းသားဒုကတကယ်လုံးမရှိရဲ့ကျောင်းသားကျောင်းသားကျောင်းသူပေါ့နော်တကယ်လုံးမရှိရဲ့နောက်ကျွန်တော်တို့ရဲ့အနာဂတ်ကာလကိုပိုင်ဆိုမဲ့လူငယ်တွေ